ပမာဆုံးသတင်းတစ်ပုဒ်အနေနဲ့မနေ့ကမြိုင်မြို့နယ်ဘဟင်းရွာကိုတပ်မတော်ကဘုံကျဲရှင်းလိုက်တဲ့အခြေအနေပါအကျွန်တော်တို့ကတော့ဗျာဒီတက်မလို့ကလေချောင်းနဲ့လေချောင်းကနေပြီးအကြမ်းဖက်သမားတွေဒါရှိရနေအောင်ဘုံကျဲရှင်းလင်းတဲ့အခါကျွန်တော်တို့ရှင်းလင်းလိုက်တော့ကျွန်တော်တို့သတင်းပြည့်ကျွန်တော်တို့ဖော်ပြတာအသိမရှိပါဘူးတိုးတော့လည်းပဲဒီဗရက်တိုက်ကိုကျွန်တော်တို့ဒါထီထီမိမိနဲ့ဒါကျွန်တော်ရှင်းလင်းနိုင်တဲ့သတင်းတွေဆိုတော့ကျွန်တော်တို့ဖော်ပြပါတယ်ဒါကြောင့်မနေ့ကဒါမြိုင်းမြို့နယ်ဘဟင်းရွာကိုတက်မလို့ကလေချောင်းနဲ့ဘုံကျဲရှင်းလင်းတဲ့အခါမှာအစ်စ်သွေးကြွအုပ်စုတွေကျွန်တော်တို့အများပြားသိတယ်လို့ပါပဲများစွာထိခိုက်ဒဏ်ရာရရှိမှုတွေရှိပါတယ် ဒီအချိန်တွေကိုစစ်သူရပီဒီအဖွဲ့တွေကလည်းဒါသူတို့ဒါသူတို့ရဲ့အဖွဲ့ဝင်တွေဒါလေကြောင်းတက်ခတ်ခံမှုကြောင့်တိတ်ဆုံးသွားတယ်လို့သူတို့ဘက်ကလည်းဝေခံထားတာတွေ့ရပါတယ်။အလားတူပါပဲကျွန်တော်ထိခိုက်တံရရရှိမှုတွေများတယ်လို့လည်းသူတို့ဘက်မှာဖော်ပြနေတာတွေ့ရပါတယ်။ဒီဗဟင်းရွာရဲ့ဒီနေရာကကျွန်တော်တို့ဒီမြိုင်ရဲ့အမြိုင်မြန်မာရနေပြီးတော့ကျွန်တော်တို့ဆက်ထွက်မယ်ဆိုရင်ဒီဘဟင်းကိုရောက်မယ်ဘဟင်းကနေဆက်သွားမယ်ဆိုတော့တစ်ဖက်မှာကျွန်တော်ပလဲကိုဆက်သွားလို့ရတယ်တစ်ဖက်မှာကျွန်တော်တို့ဒါကြောဘက်ကိုဆက်သွားလို့ရတယ်လမ်းရှိတယ် တရှိမှကျွန်တော်လမ်းနှစ်ခွပေါ့တစ်ဖက်ကကျွန်တော်တို့ပလဲကိုသွားမယ်တစ်ဖက်ကကြောကိုသွားမယ်တကယ်ကိုကျွန်တော်မဟာပြွာကြတဲ့အဲဒီဒီလမ်းပေါ်မှာတည်ရှိတဲ့ရွာကြီးပေါ့ဗျာရွာတော်တော်ကြီးပါလေတနည်းအားဖြင့်ခင်ဗျာမြန်ရစီရဲဆိုတာခင်ဗျာဘင်းကိုလုံးဝမမေ့ဘူးအဲ့ဒီဘင်းရွာမှာကဒီဂျန်နယ်လက်ရက်တွေကရလာတဲ့ဒီစီရီပေါ့ဗျာစီရီဒီဘင်းရွာမှာကျွန်တော်တို့ချက်ဖို့ရှိတယ်ဘင်းရွာမှာချက်တယ်ချက်ပြီးတော့ကျွန်တော်တို့အဲ့ဒီကနေပဲဒီစကိုင်းတို့ဗျာမကွေးတို့တွေကိုဒီ73စီဖြတ်တယ်ဘင်းရွာမှာကျွန်တော်တို့ဒီရနံရနံချက်ဖို့တွေလည်းများစွာရှိတယ်တကယ်ကိုကမြစီကားနေတဲ့ရွာကြီး အဲ့ဒါအများကြီးအများကြီးမျိုးပေါ်မှာလူမရှိဘူး။ညာကကျွန်တော်တို့ဒီဘက်ပကုတ်ဦးနယ်မှာအပြင်ဘလောက်မှမရှိဘူး။တိုးတိုးလည်းပဲအဲ့ဒီလန်တော့ယနေ့ထိပွင့်အောင်ပွင့်ခြင်းမရှိသေးဘူးပေါ့ဗျာ။ဒါကြည့်အဲ့ဒီလန်အောင်တော့ကျွန်တော်တို့ဒီအများပြည်သူလည်းမသုံးနိုင်သေးဘူး။ပြီးရင်လည်းပဲကျွန်တော်မြိုင်မျိုးကိုအချမ်းမတ်တမလည်းမကြခဏလာရောက်တိုက်ခိုက်မှုတွေလည်းရှိတယ်။ဒီမြိုင်ထဲမှာတကယ်အစီကားဆုံးရွာကိုပြပါဆိုရင်ဒီဘဟင်းပဲ။ဘဟင်းကကျွန်တော်တို့တော်လေးရှိပါတယ်။အဲ့မှာဆိုကျွန်တော်တို့ဒီအနေနဲ့ရက်က PDF တွေရွှေ့ပြောင်းပြီးတော့ဒါ PDF တွေကမိသားစုပေါ့ဗျာ PDF တွေကမိသားစုတွေရွှေ့ပြောင်းပြီးတော့အဲ့မှာကျွန်တော်ဘဟင်းမှာ တို့ဒီလေယာမြေတွေမှာအကွက်ရပြီးတော့တို့လူနေအိမ်တွေဖြစ်နေနေကြတာမနေဘူးပဲဘင်းရွာကြတို့တော်တော်လေးစီသွားပြီဒီကျွန်တော်တို့လက်ရှိဒါလက်ရှိကျွန်တော်တို့ဒီစီရင်ပြိပကတွေမဖြစ်ခင်ကဒီဘင်းကအဲ့လောက်မစီဘူးညိုင်ပဲစီရဲနောက်ပိုင်းကျတော့ဒီမြိုင်မျိုးကိုအချမ်းသမားတွေကမကြခဏဒီချောလိုက်လို့နဲ့ပြစ်တာတွေဝင်တိုက်တာတွေကြောင့်မြိုင်မျိုးပေါ်မှာလူကြီးကတော်တော်လေးနဲသွားတယ်အဲ့လူကြီးကကျွန်တော်တို့တစ်ဖက်ဒါပခုတ်ကူပြောင်းတာတွေအခြားသောမန္တလေးတို့ရန်ကုန်တို့ပြောင်းတာတွေပြောင်းခဲ့ရတယ်တချို့ကတော့နေပြီးတော့ဗောဗျာနေပြီးတော့ဗောဒီမြိုင်မျိုးမှာတော့ဒီလူကြီးတော်တော်လေးကြာသွားတယ်ဗော လူအဲ့ဒီလိုမြိုင်မျိုးနဲ့မှလူကြီးကြာသွားပြီးအနောက်ပိုင်းမှာဗဟင်းမာကကျွန်တော်တော်တော်လေးစီကားသွားတယ်စီကားသွားတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီဘက်ဇကိုင်းဇကိုင်းတို့ဒီဘက်ကမကွေးတို့ဗျအပေါ်ကျွန်တော်တို့ကျွန်တော်တို့ဂံကောခရိုင်ပေါ့အဲ့မှာရှိတဲ့ဒီ PDF တွေစသွေးကြော PDF တွေမိသားစုတွေကဒီဘက်မှာ တပတ်မှကျွန်တော်ဗဟင်းမှာလာပြီးတော့နေကြတယ်သူတို့ကအပေါ်မှာဒီပတ်စံတွေကိုသူမြူးမြူးမြဲရတယ်ဗျာမြူးမြူးမြဲရတယ်ဆိုတော့သူတို့ကကျွန်တော်တို့ဒီလမ်းပေါ်မှာဆက်ကြီးတွေကောက်တယ်ဒီတစ်တရံစားသားတွေရောင်းရောင်းစားတယ်ကျွန်တော်တို့ဒီဆက်သုံးစီတွေစသဖြင့်သူတို့မောင်ကိုတွေတိတ်ပြီးတော့သူတို့တော်တော်လေးအလုပ်ဖြစ်တယ်ရလာတဲ့ပတ်စံနဲ့ကျွန်တော်ဗဟင်းရောက်မှာသူတို့မြေခွက်တွေဝဲတယ်မြေခွက်တွေဝဲပြီးအိမ်တွေဆောက်ကြတယ်ဗဟင်းကတကယ်ကိုကျွန်တော်တို့ရွာကြီးတော်တော်ကိုကြီးတဲ့ရွာတော်တော်ကိုစီပင်တဲ့ရွာတော်တော်ကိုစီပင်တယ်တော့တမရကဘုံရဲရှင်းလင်းလိုက်တဲ့ခါမှာအကြမ်းမတမတော်တော်လေးတည်တယ်ဘုံရဲရှင်းလင်းလိုက်တာကကျွန်တော်တို့မနေ့ကမေလ20ရက်နေ့ ညနေ9:00နာရီလောက်ကကျွန်တော်ရှင်းလင်းလိုက်တာဖြစ်ပါတယ်အဲ့ဒီဖြစ်စမှာကျွန်တော်ဒီ PDF ဖုတ်ဝင်တယောက်ကသူရဲ့ Facebook မှာပါရေးထားလိုက်ဆိုတော့ငါညီလိုရားလဲဘလို့ဖြစ်ရတာလဲကျမ်းမာမြေကောင်လုံးငါမှစိတ်ကူးနေရပါတယ်တဲ့မင်းတို့ကလေကြောင်းတက်ခိုင်းတိုက်ခတ်ခံရလို့ကြာသွားတယ်ကွာတဲ့ဒုတက်ရင်က၄ယောက်ကြာသွားတယ်ဆိုတော့တော်တော်လေးဆိုးရတယ်ဖြစ်ဖြစ်ပါတယ်ဒီနေ့ကောင်ငါတို့ဘယ်တော့မှမမေ့ဘူးဆိုတော့သူကကြွကြော်ထားတယ်ကြွကြော်ထားတယ်တော်ဗျာအဲ့နေရာကျွန်တော်ပေါက်နေလဲဆက်နေရပါတကယ်ကို PDF ဒီအတိုက်ပေါ့ဗျာအားကောင်းတဲ့နေရာပေါ့ထို့တူပါပဲကျွန်တော်ပေါက်မြို့နယ်ဘက်ကိုဆက်ရမယ်ဆိုရင်ပေါက်မြို့နယ်မှာဆိုရင်တော့ဒီကြောက်တိုက်ခင်ရွာနဲ့တေးရကန်ရွာအဲ့တော့ဒီ တရားကံရွာနဲ့ကြောက်တက်ခင်ရွာမှာလက်ရှိဒီစစ်သွေးကြွအုပ်စုတွေဆေးရုံတွေဆေးရုံတွေနဲ့ကျွန်တော်တို့အမှတရားရတဲ့စစ်သွေးကြွတွေအမှကုနေတယ်ကြောက်တက်ခင်ရွာနဲ့တရားကံရွာလို့သိရတယ်သိရတယ်အဲ့ဒီမှာကျွန်တော်တို့ဒီကြောက်တက်ခင်ရွာသားကိုသိန်းမဝင်းခိုင်အဲ့တော့အဲ့ဒီကြောက်တက်ခင်ရွာသားကိုသိန်းနဲ့မဝင်းခိုင်တို့ကသူတို့ကလက်ရှိပခုတ်ကူမှာနေပါတယ်ပခုတ်ကူမှာနေနေပြီးတော့ဒါပခုတ်ကကော်မတီကိုကော်မတီကိုကျွန်တော်တို့တစ်ပတ်ထောက်ဖို့လုပ်တယ်ဗောဗျာပေါင်းပေါင်းနေတယ်သူထောက်ဖို့လုပ်နေပါတယ် လုံးနေပါလေကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့မိတ်ဆွေတွေထဲပြေးရပါတယ်။နာမည်ကတော့ကျွန်တော်တို့ဒီကြောက်တိုင်ခင်ရွာသားကိုသိန်းနဲ့မဝင်းခိုင်သူတို့ကတော့လက်ရှိလက်ရှိကျွန်တော်တို့ပခုတ်ကူမြို့မှာနေပါတယ်တဲ့။နောက်တဲ့အဲ့ဒီဒေသမှာကျွန်တော်တို့ဒီခေါင်းဆောင်တော်ကတော့ကျော်သေးကဘိုယိုးမှဘိုယိုးမှဖြစ်ပါလေတဲ့။အဲ့ဒီလူဖုန်းနံပါတ်ကျွန်တော်ဒီကလေးဆက်သေးတယ်။အဲ့လူဖုန်းတော့မဝင်းဘူးများဆက်တဲ့ area ဖြစ်နေလို့ကျွန်တော်အဲ့ဒီအဲ့ဒီဘိုယိုးမှကိုကျွန်တော်ဖုန်းဆက်သေးတယ်။ဖုန်းဆက်သေးတယ်။ဆက်သေးတယ်။ဆက်လို့တော့မရဘူး။ ဆက်လို့တော့မရဘူးအဲ့တော့အဲ့လိုအခြေအနေတွေရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီကြောက်တန်ခေရွာနဲ့တရက်ကန်ရွာမှာရှိတဲ့စစ်သွေးကြွားတွေကိုလည်းဒါရှင်းလင်းပေးဖို့ဒေသနေပြည်သူတွေနဲ့အဲဒီကနေရွှေပြောင်းသွားတဲ့ပြည်သူတွေကတော့ကျွန်တော်တို့တောက်ဆိုလေးရရှိကြောင်းပါဒါကတော့ကျွန်တော်တို့ဒီမြိုင်မျိုးနယ်နဲ့ဗဟင်းရွာရဲ့အခြေအနေလက်ရှိခင်ဗျာအဲ့မှာပေါက်လို့ပါမှာဆိုရင်လည်းပဲဒီစံတပီကိုခင်ဗျာတောင်းတဲ့ကိုချိပေါက်တယ်ဒီစားတပိတ်သားကိုခင်ဗျာ၈တောင်းလောက်ပေါက်တယ်တော်တော်ကြီးကိုကျွန်တော်တို့အဲ့မှာဒီအခြေအနေတော်ဆိုးနေသူကဘာကြောင့်ဆိုးရလဲဆိုရိတ်ခါဗျာ ီပြောက်ပေါင်းမြတ်မှာရှိတဲ့ပြည်သူတွေကဒီရိတ်ခါကားတွေမလာဘူးရိတ်ခါကားဒီတက်မတော်ရင်နန်းတွေလာမှသူရိတ်ခါရမယ်တင်းဒီတက်မတော်ကဒီအဲရွန်နဲ့ချာမှသူရိတ်ခါရတယ်အဲ့လိုမှမဟုတ်ဘူးသူတို့မှရိတ်ခါမရှိဘူးအဲ့ PDF ရွာတွေမှာတော့ဗျာသူတို့ကဒီဒီဒီပခုတ်ကူနဲ့ပခုတ်ကူဒီ PDF ရွာတွေကဒီပခုတ်ကူလာပြီးတော့ကုံတွေဝယ်ကြတဲ့ခါကျတော့ပခုတ်ကူဘက်မှာဒီဒီ PDF ရွာတွေကတော့ဗျာတော်တော်လေးကိုကျွန်တော်တို့ဆိုးပြိုနေအောင်ဗျာဒီဒီကျွန်တော်တို့ဒီပေါင်းမြတ်မှာရှိတဲ့ရွာတွေပြည်သူစီရွာတွေကတော့တော်တော်လေးကိုဒါစားရေးကောက်တော်တော်လေးကိုအခက်အခဲဖြစ်တယ်တော်ကြီးကိုအခက်အခဲဖြစ်တယ်တော်တော်လေးမို့တော်တော်ကြီးကိုအခက်အခဲဖြစ်တယ် ဘာကြောင့်လဲဆိုတော့ဒီလမ်းမိုင်းဒီပေါင်းတဲ့ကျွန်တော်ပခုတ်ဟုဆက်သွယ်တဲ့လမ်းမိုင်းကိုဆက်သွယ်ကြထိန်းချုပ်တယ်။ပြီးရင်ကျွန်တော်ပေါင်းတဲ့မြားကြီးဆက်သွယ်တဲ့လမ်းကြောင်းကိုဆက်သွယ်ကြထိန်းချုပ်တယ်။အဲ့တော့ဒီဒီပခုတ်ကူနဲ့ပခုတ်ကူနဲ့ကျွန်တော်ပေါက်ဆိုတာမိုင်းအဖြစ်ဘလောက်မှမဝေးဘူး။ဘလောက်မှမဝေးတဲ့နဲ့အဲ့ဒီလမ်းမိုင်းနဲ့ကျွန်တော်လက်ရှိအကြမ်းဖက်သမားတွေဖျက်တောက်ခြင်းခံထားရတယ်။ဒါကခင်ဗျားဘလောက်မှမရှိဘူး။နောက်ဆုံးမြောက်ခင်ဗျားမြင်အောင်ကြည့်လိုက်။ပခုတ်ကူနဲ့မြားကြီးဆိုတာခင်ဗျားလမ်းနီးနီးလေးကျွန်တော်တို့သွားခဲ့ဘူးတဲ့အဲ့ဒီလမ်းကိုကားနဲ့ဘလောက်မှမမအောင်။အဲ့ဒီလမ်းမိုင်းတော့ကျွန်တော်လက်ရှိမပွင့်သေးဘူး။ လက်ရှိတော့ကျွန်တော်တို့ဒါရှင်းအောင်တင်ပြမယ်ဆိုရင်ဒီပခုတ်ခုခရိုင်နဲ့ဆက်သွယ်ထားတဲ့လမ်းပိုင်းနေအားလုံးဆစ်သွေးကြွတွေထိန်းချုပ်ထားစေဖြစ်တယ်ကျွန်တော်တို့စိတ်ပူတာကလမ်းမဲ့ကြောင်းဖွင့်ရာဒီမှာဘလိုမျိုးတွေကျွန်တော်ကြောင်းဖွင့်မလဲဆိုတော့တော်တော်လေးစိတ်ပူတယ်ခင်ဗျာမျိုးလုံးနဲ့မြောင်ကြည့်ကြလိုက်ပခုတ်ကူမျိုးနဲ့စိုက်သွားတယ်ပခုတ်ကူပေါက်လန်းပခုတ်ကူမြိုင်လန်းတစ်ဖက်မှာကျွန်တော်ပခုတ်ကူရေစကြိုလမ်းပိုင်းအဲ့ဒီလမ်းပိုင်းမှာ PDF တွေကောင်းကောင်းကြီးထိန်းချုပ်ထားတယ်အဲ့ဒီကနေဒီအဲ့ဒီကနေကျွန်တော်ရေစကြိုရေစကြိုရတဲ့ခါကျွန်တော်ချောင်းဖတ်သွားအဲ့ဒီဘက်မှာလည်းကျွန်တော်စစ်သွေးကြွရဲ့လမ်းပိုင်းတွေမှာထိန်းချုပ်ထားတယ်ထိန်းချုပ်ထားတယ်ဗျဒါတော့ကျွန်တော်တို့ပခုတ်ကူခရိုင်ရဲ့အချင်းနေ ဒီဘက်မှာကျွန်တော်တို့တကယ်ဒီမကွေးတိုင်းမှာစိုးစိုးဝါးဆိုခရိုင်တစ်ခုရှိတယ်။တကူကကျွန်တော်ဂံကောခရိုင်နဲ့ပခုတ်ခရိုင်ပခုတ်ခရိုင်အဲ့တော့ဂံကောခရိုင်ကတော့ဗျာကျွန်တော်ဒီချင်းတောင်နဲ့ဆက်နေလို့ဒါကျွန်တော်တို့ဒါလမ်းမဆက်တော်ကြီးအချင်းကြီးမင်းမျက်နှာတွေ့မြင်အရာဒါကျွန်တော်တို့ဒီဘလိုပဲဖြစ်ဖြစ်အမှရှိပြည်သူတွေကဒီအကြက်တဲနဲ့ရေဆိုင်နဲ့ဆိုတာဒါကမင်းမျက်နှာတွေ့မြင်ရဒါတော်တော်လေးအခက်အခဲရှိတယ်။တိုးတော့လည်းပဲဒီဘက်ကျွန်တော်တို့ဒီပခုတ်ကူနဲ့ဆက်သွယ်ထားတဲ့ပခုတ်ကူရေချိုလမ်းမိုက်နဲ့မြေပြန့်ဒေသပခုတ်ကူပေါက်လမ်းမိုက်ကမြေပြန့်ဒေသပခုတ်ကူမြိုင်လမ်းမိုက်ကမြေပြေးမြေပြန့်ဒေသ တော့တော်လည်းပဲကျွန်တော်အဲ့ဒီဘက်မှာအဲ့ဒီအချိန်ဒီမှာကျွန်တော်အကြမ်းဖက်သမားတွေလမ်းမိုင်းတွေကိုကျွန်တော်တို့ထိန်းချုပ်ထားဆဲဖြစ်တယ်။ပေါင်းပြုံးနေမှာတော့ပြည်သူတွေကကျွန်တော်တို့တကယ်ရိတ်ခါကိုကျွန်တော်ဆူဆူဝါးဝါဒါအခက်အခဲများစွာနဲ့ကျွန်တော်ဂျုံတွေ့နေရတယ်။ဒါတော့ကျွန်တော်အဲ့ဒီအချိန်ဒီပြီးတော့ဒီနေရာမှာနည်းနည်းလေးထည့်ပြောချင်တာကဒီစကိုင်းတိုင်းဝင်ကြီးချုပ်ကြီးပါ။အဲ့တော့စကိုင်းတိုင်းဝင်ကြီးချုပ်ကတော့စကိုင်းတိုင်းဝင်ကြီးချုပ်ကတော့သူ့ရဲ့ဒီသူ့ရဲ့ဒေသမှာရှိရဲ့ဒီကျွန်တော်စစ်ဒီပြည်သူစစ်ရွာတွေပေါ့။ပြည်သူစစ်ရွာတွေကိုသူကသူ့ကိုယ်တိုင်ဥဆောင်ပြီးတော့ကျွန်တော်တို့အမျိုးသမီးလားစင်တို့ပတ်ထုတ်တရားစာသူပို့ပေးတယ်။ပို့ပေးရတာစကိုင်းတိုင်းဝင်ကြီးချုပ်ကြီးပို့ပေးတယ်။ ပို့ပေးတယ်ပြီးရင်ကျွန်တော်တို့ဒီစကိုင်းတိုင်းမှာစကိုင်းတိုင်းမှာရှိတဲ့ပြည်သူစစ်ရွာတွေကိုကျွန်တော်တို့ကဟာလာဘဲမျိုးနယ်မှာဘဲမျိုးမှာတော့ဘဲမျိုးနယ်ဘဲရွာမှာရေခါပြတ်တောက်နေလို့ကျွန်တော်သတင်းတင်လိုက်မကြောက်ဘူးခင်ဗျရပိုင်းအတွင်းကိုကျွန်တော်တို့ဒီဘက်ကဒီဒီဝင်ရုပ်ရအောင်လုပ်ပေးတယ်ဝင်ရုပ်ရအောင်လုပ်ပေးတယ်ရအောင်လုပ်ပေးတယ်ဒါတော့ကျွန်တော်တို့ဒါစကိုင်းတိုင်းရဲ့အခြေအနေပေါ့ဗျာအဲ့တော့ဒါတော့ကျွန်တော်တို့မြန်မျိုးနယ်မှာဖြစ်ခဲ့တဲ့မြန်မျိုးနယ်ဘဟင်းရွာကိုတက်မလို့ကဘုံကျဲရှင်းလင်းတဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်